အားလုံးဝမင်္ဂလာပါခင်ဗျာ။ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝသားနဲ့ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ17ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသားခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလီဝသားအနေနဲ့ယနေ့မူတည်ထန်စွာရာသွန်းပြီးရရှိနိုင်တဲ့မိုးရေချိန်များနဲ့မုန်တိုင်းမိုးတည်ထန်စွာရာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မြေကြီးခြင်းသတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့24နှစ်အတွင်းမိုးလေဝသအခြေအနေခန့်မှန်းချက်များကိုတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာပြည်သူများအတွက်လာမယ့်24နှစ်အတွင်းရွာသွန်းနိုင်မဲ့မိုးလေဝသအခြေအနေများကိုအောက်ပါတိုင်းသတိပြုနိုင်ရန်ထုတ်ပြန်လိုက်ပါရယ်ခင်ဗျာမိုးပါပြီးနေတာနိုင်တဲ့ဒေသများကတော့မြန်မာနိုင်ငံအလဲချမ်းတစ်ခုလုံးမှာများသောအားဖြင့်တာယာနေမှာဖြစ်ပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ကယားပြည်နယ်အောက်ပိုင်းတို့အပြင်ရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးမှာတော့တောင်ပိုင်းဒေသများမှာနေရာကွက်ပြီးမိုးပွားပွားသာကြာနိုင်ပါရယ် မိုးတိထံပြီးမိုးကြီးနိုင်တဲ့ဒေသများကတော့အောက်ဖော်ပြပါဒေသများမှာမိုးတိထံစွာရောက်သွင်းခြင်းမှမိုးကြီးနိုင်တဲ့အထိဖြစ်ပေါ်နိုင်တဲ့အတွက်အထူးကူးယူပြုကြရန်လိုအပ်ပါတယ်။ကင်းပြည်နယ်မိုးပြည်နယ်နဲ့တနင်္လာရီတိုင်းဒေသကြီးတို့မှာမိုးကကောင်းနေပါမယ်။ဗတ်တလီတိုင်းဒေသကြီးရဲ့အထက်ပိုင်းဒေသများ၊စကိုင်းတိုင်းဒေသကြီးရဲ့အထက်ပိုင်းဒေသများနောက်ခနိုင်ကချင်ပြည်နယ်များမှာမိုးတိထံစွာရောက်သွင်းနိုင်ပါတယ်။လက်ရှိအခြေအနေကတော့ကြိုက်ခမီဘက်မှဒိန်းတိုင်းကြီးများအားကောင်းစွာရွေရှားဝင်ရောက်လာတာကိုတွေ့ရှိနေရပါတယ်။ အဲဒါကြောင့်ဖော်ပြပါဒေတာများမှာမိုးတိထန်စွာရာသွန်းခြင်းမှာမိုးကြီးခြင်းထိဖြစ်ပေါ်နိုင်တဲ့အတွက်ပြည်သူများအထူးဂရုပြုကြဖို့သတိပေးနှိုးဆော်အပ်ပါရခင်ဗျာမြို့တော်မော်လမြိုင်တထုံဖတ်အန်တိုက်ထူပဲခူးတိုင်းရန်ကုန်တိုင်းနဲ့အေရီတိုင်းဒေတာကြီးတို့မှာအထူးကမိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကိုင်းရုံးတိုင်းဒေတာများနဲ့မြဝကျွန်းမော်ဒေတာများမှာပြည်သူများအနေဖြင့်ရုတ်တရက်ရေကြီးရေရှမ်းမှုလေပြင်းတိုက်ခိုက်မှုမိုးကြိုးပစ်ခြင်းအန္တရာယ်များကိုအထူးသတိထားကလျှက်စီပစ္စည်းများအားသတိဖြင့်ကင်တွယ်ဆောင်ရွက်ကြပါရန်အကြံပြုအပ်ပါရခင်ဗျာ မိုးကြီးနိုင်တဲ့ဒေသများမှပြည်သူများအနေနဲ့ရေကြီးရေလျှံမှုမြေပြိုမှုအန္တရာယ်များအတွက်ကြိုတင်ပြင်ဆင်ထားကြရန်အလေးနဲ့အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးမိုးသည့်ထန်စွာရာသွန်းညွန့်ကြောင့်မြေရေလျှံခြင်းအခြေအနေ30ချက်များနဲ့မြေရေချိန်များကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာဒီကနေ့7ရက်10လ2025ရက်နေ့နာနေ6နာရီခွဲချိန်တိုင်းထွာချက်အရမြေရေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရာ မနေ့ကညနေကနေ7:00အတွင်းတပေးခွဲကျော်ခန့်ပြန်တက်လာပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့33.5ဒီဂရီဆယ်စီယပ်နဲ့ယနေ့အနေဆုံးပူချိန်ကတော့16.8ဒီဂရီဆယ်စီယပ်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြို့ဟာဆွေရည်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်640စင်တီမီတာ22ပေကန်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးနားမြို့ရေမနေ့ကနေ့လယ်ပိုင်းအထိစုစုပေါင်း2ပေခွဲကမြင့်တက်ခဲ့ပြီး ညနေပိုင်းမှာပေဝက်ခန့်ပြန်လည်ကျဆင်းခဲ့ပါတယ်။ယနေ့မနေ့ပိုင်းမှာတပီကွဲခန့်ပြန်လည်မြင့်တက်လာခဲ့တဲ့အတွက်စုစုပေါင်းရေဝင်လေးပေခန့်ဖြစ်ပါတယ်။ယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။မြေအထက်ကျပုံမှန်အနေထားကံမှာရှိနေပါမယ်။ထူးကန်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ရော်ရီမြစ်အထက်ပိုင်းမှာမိုးအားအသင့်တင့်ရှိနေပါမယ်။ရန်ဖန်ရန်ကရော်ရီမြစ်ဆုံအထက်ပိုင်းမှာနေရာကွက်၍မိုးသီးထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။ စကိုင်းနိုင်ဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့ AR မြင့်အထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမုတ်တိတ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်သာရှိနေပါတယ်။ AR မြင့်ရိုးတခြားနဲ့ချင်းရွှေမြို့ရိုးတခြားမြကန်းနေမြင်းနေဒေသများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးရေးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြင့်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းရွှေမြို့ရိုးအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ခရီးမြို့မြေဟာမင်းကညနေကနေ12နာရီအတွင်းတက်လက်မကန်ထက်ကြသွားပါတယ်။မုံရမြေဟာမင်းကညနေကနေ12နာရီအတွင်းအနည်းငယ်ကန်ထက်ကြသွားပါတယ်။ချရမြေထက်ပိုင်းမှာလက်တလုံးမိုးကအနည်းငယ်ရှိနေပါမယ်။ချရမြေရေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ထူးကမြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းဒီဟ ோம் လင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းငယ်ကန်ဒီနဲ့မုံရမြို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ရော်ရီမြေအခြေအနေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါရယ်ခင်ဗျာ။ ဗမာမျိုးမြေရာဖြည့်ဖြည့်ချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ရွှေကူးမျိုးမြေရာဖြည့်ဖြည့်ချင်းဆက်လက်ကျဆင်းနေပါမယ်။ယနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ကတာမျိုးထီးချိုင်မျိုးနဲ့တပိတ်ချင်းမျိုးတို့ရဲ့မြေရေများဟာဖြည့်ဖြည့်ချင်းဆက်လက်ကျဆင်းနေပါမယ်။မန္တလေးမျိုးမြေရာကတော့အထက်ဘက်ကြားဖြတ်မိုးရေကြောင့်ရေကြရဲ့နောက်ကျနေခြင်းဖြစ်ပါတယ်။အနည်းငယ်ထက်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။စကိုင်းမျိုးမြေရာလည်းအထက်ဘက်ကြားမိုးရေတွေကြောင့်ရေကြရဲ့နောက်ကျနေခြင်းဖြစ်ပါတယ်အနည်းငယ်ထက်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ် မြေမှုမျိုးမြေဟာအနည်းငယ်ထက်တက်နိုင်ပြီးယနေ့ညနေပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ပခုတ်ကူညောင်းဦး6မင်းဘူးမကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးတို့ရဲ့မြေအများဟာပြည်ပချင်းဆက်တက်နေအောင်မှဖြစ်ပါတယ်။အေယော်ရင်မြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှဖြစ်ပါတယ်ခင်ဗျာ။ဆလဘီတပတ်တာအော်တိုဘားလ10ရက်နေ့မှာ16ရက်နေ့အထိမိုးလေဝသဂျိုတင်ခံမှန်းချက်များကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ဘင်္ဂလားပင်လယ်အော်အခြေအနေနဲ့မြန်မာနိုင်ငံမိုးလေဝသခံမှန်းချက် အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအထက်အမြင့်9.8ကီလိုမီတာမှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်နေကြောင်းတွေ့ရှိရပါတယ်။အဆိုပါလေဝေလိုင်းဟာအနောက်နောက်တောင်ဘက်သို့ဆက်လက်ရွေ့ရှားမယ်လို့သင်္ချာပုံစံပြုခံမှန်းရေးမော်ဒယ်များကဖော်ပြပါတယ်။အဲ့ဒီလေဝေလိုင်းဟာအော်တိုဘောလာ73ရက်လမှ74ရက်နေများအထိဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာဆက်လက်တည်ရှိနေနိုင်တယ်လို့အားကောင်းလာနိုင်တဲ့အခြေအနေမတွေ့ရှိရပါဘူးခင်ဗျာ။လာမယ့်9ရက်အတွင်းမြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှု အဲ့ဒီအခြေအနေများကြောင့်နောက်လာမယ့်တစ်ပတ်တွင်အော်တိုဘားလ10ရက်နေ့မှ16ရက်အတွင်းမြန်မာနိုင်ငံတဝမ်းလုံးမှာမိုးအနှဲငယ်မှမိုးအထင်းနဲ့ဆက်လက်ရွာသွန်းနိုင်ပါတယ်။မိုးများနိုင်တဲ့ဒေသများ၊နေရာကွက်ပြီးမိုးကြီးနိုင်တဲ့ဒေသများကတော့တနင်္လာနေ့တိုင်းဒေသကြီး၊မိုးပြင်းနဲ့ကင်းပြင်းနဲ့ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်၍မိုးပိုမိုများနိုင်ပါတယ်။တနင်္ဂနွေလုံးမိုးရေချိန်ခန့်မှန်းချက်ကတော့9ရက်အတွင်းမိုးရေချိန်မှာ2လက်မမှ4လက်မဝန်းကျင်ကရရှိနိုင်ပါတယ်။ ဒေတာလိုက်ခုနှစ်အတွင်းမိုးရေချိန်အတိအကျခန့်မှန်းချက်ကတော့တနင်္လာနေ့တိုင်းမှာမိုးရေချိန်၃လမှအထက်ရရှိနိုင်ပါတယ်။ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊တောင်ပိုင်း၊မြောက်ပိုင်း၊အရှေ့ပိုင်း၊ချင်းပြည်နယ်၊ပဲခူးတိုင်းအရှေ့ချမ်းအနောက်ချမ်းနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာမိုးရေချိန်၂လမှအထက်ရွာသွန်းရရှိနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးနေပြည်တော်၊မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းတို့မှာမိုးရေချိန်၁.၃လမှ၅လမှအောက်ရရှိနိုင်ပါတယ်။ ဆလဘီမိုးလေဝသနဲ့ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားနည်းနေပါတယ်ဒီနေ့မနက်ထီခံမှန်းချက် ကတော့မကွေးတိုင်းဒေသကြီးမှာနေရွက်ကြားပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရွက်ကြဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း အေရီတိုင်းဒေသကြီး၊ကင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့တနင်္လာတိုင်းဒေသကြီးမှာနေရာနှံပြားမိုးထစ်ချုံရွာသုံးပါမယ်။ရွာရံရာနှုန်းမြင့်ဖြစ်ပါရယ်ခင်ဗျာ။ဒီနေ့မိုးနဲ့ချိန်ကြီးခံမှန်းချက်ကတော့မကွေးတိုင်းဒေသကြီးမှာနေရာကွက်ကြား၊ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကင်ပြည်နယ်၊မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ တနင်္လာနေ့တိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးထချုံရွာမှာဖြစ်ပါရယ်ခင်ဗျာရွာရရာနှုံးမြေဖြစ်ပါရယ်ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကတော့နေပြည်တော်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ဟုံးမလင်းမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်မုံရွာမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ပန်သိမ်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ် ဒဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖန်အမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လားရှုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။ မော်ဒင်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မော်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမော်ဒင်တောင်ပြတ်ထုံးမှုအားကောင်းလျက်ရှိပြီးအဆိုပါမော်ဒင်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုးရင်းသတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာ။ မြမပင်လယ်ပင်မှာလှိုင်းနိုင်ငံမှာလှိုင်းတင်းတင်းရှိနေပါမယ်လှိုင်းမြင်မှာမြမကန်ဝရန်တခြားနယ်ကန်လွန်ပင်လယ်ပင်တို့မှာလေးပင်မှာ9ပေကန်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့မုတ်တုံလေးအားနေနေမှာဖြစ်ပါတယ်နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မိုးနဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံးမြေဖြစ်ပါတယ်ရန်ကုန်မြို့နယ်နေတစ်ဝိုက်အတွက်မနေ့ဖြန်မိုးနဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံးမြေဖြစ်ပါတယ်မန္တလေးမြို့နယ်နေရွိုက်အတွက်မနေ့ပြမိုးတဲ့ချိန်ကြီးခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံးမြေဖြစ်ပါတယ် လာမယ့်စနေတနင်္ဂနွေအားလိုက်ရက်များအတွက်မိုးလေဝသခံမှတ်ချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာပါမယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့မန္တလေးတိုင်းဒေသကြီးမှာအော်တိုဘားလ17ရက်နေ့မှာအော်တိုဘားလ16ရက်နေ့ထိမိုးလေဝသဂျိုတင်ခံမှတ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေကတော့အိန္ဒိယမိုးလေဝသဌာနမှထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအထက်အမြင့်9.8ကီလိုမီတာမှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်လျက်ရှိကြောင်းတွေ့ရပြီ အနောက်အနောက်တောင်ဘက်သို့ဆက်လက်ရွေးရှားနိုင်ကြောင်းသင်္ချာပုံစံပြုကြိုတင်ခံမှန်းရေးမော်ဒယ်များမှတွေ့ရပါတယ်။ဖြစ်ပေါ်နေတဲ့လေဝေလိုင်းဟာအော်တိုဘာလ23ရက်နေ့ကနေ24ရက်နေ့အထိဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်လေပိုင်းတွေမှာဆက်လက်တည်ရှိနေနိုင်ပြီးအားကောင်းလာနိုင်မဲ့အခြေအနေတော့မတွေ့ရှိရပါဘူးခင်ဗျာ။အဲ့ဒီအခြေအနေတွေကြောင့်နောက်လာမယ့်တစ်ပတ်အတွင်းတနင်္လာတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊အေရီတိုင်း၊ရန်ကုန်တိုင်းတွေမှာနေရာကွက်ရီမိုးပြားနိုင်ပြီးမြန်မာနိုင်ငံအနှံ့ပြားမှာမိုးအနေငယ်မှာမိုးအထင်အထင် ခொနရတွင်မိုးရေချိန်နှစ်လက်မှမှသုံးလက်မှဝန်းကျင်ကဆက်လက်ရွာသွန်းနေနိုင်ပါတယ်။စပားဆိုင်တောင်သူများအတွက်အောင်ရေကောင်းကောင်းနဲ့မြေဆူလာဆူတိုင်းစာကောင်းကောင်းရရှိနိုင်ပြီးပဲဆိုင်တောင်သူများပဲကျဲတဲ့အခါမှာနေရာကွက်၍မိုးသီးထန်နိုင်တာကိုသတိထားရပါမယ်။ခொနရတွင်မန္တလေးတိုင်းအတွင်မိုးရွာသွန်းမှုရရှိနိုင်တဲ့အခြေအနေတွေကတော့မန္တလေးတိုင်းဒေသကြီးအတွင်မြို့နယ်ခရိုင်များမှာလာမယ့်9ရက်တာအတွင်းမိုးရွာသွန်းရရှိနိုင်မဲ့ခံမှန်းမိုးရေချိန်များမှာအောက်ပါအတိုင်းပဲဖြစ်ပါတယ်။အများဆုံးမိုးရေချိန်ကိုပြင်ဦးလွေမြို့မှာ 2.85လက်မခန့်ရရှိမယ်လို့ခန့်မှန်းထားပြီးတပိတ်ချင်းမြို့မှာ2.53လက်မနဲ့မတရားမြို့မှာ2.38လက်မအသေးသေးရရှိနိုင်မှာဖြစ်ပါတယ်။ဗန္ဒလေးမြို့ပေါ်မှာလည်း2.1ခုလက်မနဲ့ကြောက်ဆယ်မြို့မှာ2.33လက်မခန့်ရရှိမယ်လို့ခန့်မှန်းထားပါတယ်။အခြားမြို့နယ်များဖြစ်တဲ့စစ်ကိုင်မြို့မှာ1.91လက်မမိထီလာမြို့မှာ1.83လက်မရမဲသိန်းမြို့မှာ1.09လက်မမြင်းကြံမြို့မှာ1.66လက်မနဲ့ တထောင်မြို့မှာတက်တသမ6တက်လက်မ9စုံမြို့မှာတက်တသမ9နှစ်လက်မမလိုင်မြို့မှာတက်တသမ6တက်လက်မနဲ့ညောင်ဦးမြို့မှာတက်တသမ26လက်မတို့အသည့်နဲ့မိုးရေခြင်းများရရှိနိုင်မယ်လို့ခံမှန်းကြောင်းသိရပါတယ်ပြည်သူများအနေနဲ့မိမိတို့ဒေသလိုက်မိုးရသမှုအခြေအနေကိုသတိပြုပြန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာယခုတစ်ပတ်တွင်မန္တလေးတိုင်းတစ်ခုလုံးမှာမိုးအနှဲငယ်ဆက်လက်ရွာသွန်းနေနိုင်ပြီးနေရာကွက်၍မိုးအသည့်နဲ့ရွာခြင်းမိုးများနိုင်ခြင်းများရှိပါမယ်အပူချိန်လေးတိုင်းနှုံးလေတုဆိုတိုင်းသာ လေရုညဉ့်ညမ်းမှုနဲ့ခရမ်းလွန်ရောင်းကြီးအခြေအနေမန္တလေးတိုင်းဒေသကြီးမှာညောင်ဦးမြို့တနားဦးမြို့ကြောက်ဆယ်မြို့မိတ္တိလာမြို့တွေမှာအမြင့်ဆုံးနေ့အပူချိန်34ဒီဂရီဆယ်စီယံနဲ့ပြင်ဦးလွင်မိုးကုတ်မြို့တွေမှာ28ဒီဂရီဆယ်စီယံရှိနိုင်ပြီးအနည်းဆုံးညအပူချိန်ကတော့ပြင်ဦးလွင်မြို့မှာ19ဒီဂရီဆယ်စီယံနဲ့ညောင်ဦးမြို့မှာ25ဒီဂရီဆယ်စီယံခန့်ရရှိနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာအမြင့်ဆုံးလေတိုက်နှုန်း3.5မိုင်မှ5မိုင်အထိရှိနိုင်ပြီး နေ့လယ်ပိုင်းအချိန်တွေမှာလေတုစုတိုင်းသား90ရာခိုင်နှုန်းကနဲ့ညပိုင်းနဲ့မနက်အစောပိုင်းအချိန်တွေမှာတော့80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းအထိရှိနေနိုင်ပါမယ်။လေတုစုတိုင်းသားမြန်မာနေချိန်မန္တလေးတိုင်းမြောက်ပိုင်းဒေသတွေမှာခန်းစားရမယ့်အပူချိန်ကတော့39ဒီဂရီဆယ်စီယပ်အထိရှိနိုင်ပါတယ်။ပူအိုက်ပြီးနေနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းယခုတစ်ပတ်အတွင်းမှာလေတုညဉ့်ညမ်းမှုအညွှန်းကိန်း AQI level အမြင့်ဆုံး90အောက်မှာရှိနေနိုင်ပြီးကျန်းမာရေးကို NL ဖြစ်စေနိုင်တဲ့ level မဟုတ်တဲ့အတွက် စိုးရင်ရမလို့အပ်ပါဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ